ကိုတို့အလုံးဖြစ်နေတဲ့ diet plan ကရုပ်တရက်အလုံးမဖြစ်တော့ဘူးဆိုရင်ဒီသုံးချက်စမ်းသပ်ဖို့လိုအပ်ပါတယ်ပထမဆုံးသောတစ်ချက်စီလုံနေကြ diet ဖြစ်တော့အစားအသောက်ပမာဏကိုမချိန်တော့ဘူးအမြင်နဲ့ပဲတိုင်းတာတယ်အဲ့ဒါအမဒုတိယတစ်ချက်စီခန္ဓာကိုယ်ကြီးရဲ့လှုပ်ရှားမှုနည်းသွားတာဘာလို့လဲဒီ diet ကအလုံးဖြစ်နေတဲ့အတွက်ကျွန်တော်လှုပ်ရှားမှုကမလိုပါဘူးကွာ short လို့ရတယ်ဆိုခိုမိတယ်တတိယစမ်းသပ်ရမယ့်ချက်စီခန္ဓာကိုယ်ရဲ့ adaptation phase ခန္ဓာကိုယ်ရဲ့လက်ခံနိုင်စွာဆရာအဲ့ဒါဆိုအဲ့သုံးချက်ကိုဘယ်လိုပြင်ရမလဲဆို diet ကိုမပြင်နဲ့ ကျွန်တော်တို့ပထမဆုံး basic ပြန်သွားရင်အစားအသောက်ကိုမြန်မာနဲ့မဟုတ်ပဲပြန်ချိန်ပြီးစားပါဒုတိယတစ်ချက်ခြေလမ်း၈000တသောင်းပြည့်အောင်ပြန်လျှောက်လှုပ်လှုပ်ရှားရှားနေဖို့လိုအပ်ပါတယ်တတိယတစ်ချက်ခန္ဓာကိုယ်ရဲ့ adaptation phase ရောက်သွားတဲ့အချိန်မှာဒီကယ်လိုရီပမာဏကိုပဲကျွန်တော်တို့ protein တို့မဲ့ carbohydrate ရော macronutrient ratio ကိုအတိုးလျှော့လုပ်မယ် exercise intensity ကိုမူတည်ပြီးတော့ကယ်လိုရီကိုနည်းနည်းတိုးနည်းနည်းလျှော့ကျွန်တော်တို့ပြန်လုပ်မယ်ဆိုရင် adaptation phase ကိုကျော်လွှားနိုင်မှာဖြစ်တယ်ဒီ၃ချက်ဒီ baby လူတိုင်းသဘောပေါက်ချင်မှာပေါက်လိမ့်မယ်ဒါပေမဲ့အမြဲတမ်းတိုက်ရလုံနေတဲ့သူတွေအတွက်ကတော့ယူရှင်းတယ်လို့ဆိုချင်ပါတယ်တွေးစရာတစ်ခုချင်း yes တော့မှမေးပါကျွန်တော်ခုနကဦးပါကျေးဇူးတင်ပါတယ်